ပါရသမီးတို့မင်္ဂလာပါဒီချက်ကတော့စတ္တမရံတင်ချာဘာသာရက်ကိုတင် जा ပေးမယ်ဒီချက်ဆိုဖြစ်ပါတယ်တင်ချာနှစ်အခန်းကားက တရိကံများဆိုတဲ့ခေါင်းစဉ်ကိုတင် जा ပေးမှာဖြစ်ပါတယ် အခန်းငါးကတရိကံများအကြောင်းကို ပြောပြပါမယ်။တရိကံကဆွဲသားတဲ့အခါမှာအလွန်လွယ်ကူတဲ့ပြင်ကြီးပုံတစ်ခုဖြစ်ပြီးတော့လက်တွေ့ဘဝတွေမှာလည်းအလွန်အသုံးဝင်တဲ့ geometry ပုံတစ်ခုဖြစ်ပါတယ်။အဲ့ဒီတင်ကန်းစာမှာတရိကံကို အနားနဲ့ဒေါက်များကိုအခြေခံပြီးတော့အမျိုးအစားတွေခွဲခြားလေ့လာကြရပါမယ်။သင်္ချာနှင်းအခန်းငါးတရိကံများခေါင်းစဉ်အောက်က သင်္ကန်းစာတစ်ဖြစ်တဲ့အနားမကြီးနှစ်နားညီနဲ့သုံးနားညီတရိကံများအကြောင်းကို လေ့လာကြည့်ကြရအောင်။သားတို့သမီးတို့ဒီပုံလေးကိုကြည့်ကြရအောင်။ ABC အမှတ်၃ခုကိုနှစ်ခုတည်းဆက်ပြီးတော့ရရှိလာတဲ့မြင်ပိုင်းတွေက AB BC နဲ့ CA တို့နဲ့ဘောင်းခတ်ထားတဲ့တရိကံပုံလေးပဲဖြစ်ပါတယ်။အဲ့ဒီတရိကံလေးကို သင်္ကေတနဲ့ဆိုရင် တရိကံ ABC ဒါမှမဟုတ်တရိကံ ACB လို့ရေးသားဖော်ပြနိုင်တယ်။နောက်တစ်ခါတရိကံ BAC တရိကံ BCA တရိကံ CAB တရိကံ CBA စသဖြင့်လည်းဖော်ပြနိုင်တယ်။ ပုံမှန်ဆိုရင်အမှတ် ABC တွေကတရိကံရဲ့ထိတ်လွတ်မှတ်တွေဖြစ်ကြတယ်။မြင်းပိုင်း AB BC နဲ့ CA တွေကိုကြတော့တရိကံရဲ့အနာများလို့ခေါ်တယ်။မြင်းပိုင်းတွေရဲ့အရှိအတိုင်းတာတွေကို အနာတွေရဲ့အလျားများလို့ခေါ်ပါတယ်။အနာ BC CA AB တို့နဲ့မျက်နှာချင်းဆိုင်လျက်ထိတ်လွတ်မှတ် A B C အတီးတီးတို့မှာဒေါက်သုံးခုဖြစ်ပေါ်နေကြတယ်။အဲ့ဒါကြောင့်တရိကံတစ်ခုမှာအနာသုံးခုရဲ့ဒေါက်သုံးခုရဲ့ရှိတာကိုသားတို့သမီးတို့တွေ့မြင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီဒေါက်သုံးခုကတော့ဒေါက် B A C ဒေါက် C B A ဒေါက် A C B တို့ဖြစ်ကြတယ်။အဲ့ဒီဒေါက်တွေကိုအတူအားဖြစ်ဆိုရင်လည်း ဒေါင်း A ဒေါင်း B ဒေါင်း C လို့အတီးတီးရေးသားဖော်ပြနိုင်ပါတယ်။ဒါတို့သမီးတို့ပုံမှန်ကြည့်ရအောင်အနား BC ကတရိဂံရဲ့အခြေဖြစ်မယ်ဆိုရင် BC ရဲ့မျက်နှာချင်းဆိုင်ဒေါင်းဒေါင်း A ကထိတ်တောင်ဖြစ်တယ်။တရိဂံ ABC ရဲ့အနားများပေါင်းလပ် AB အပေါင်း BC အပေါင်း CA ကိုတော့တရိဂံရဲ့ပတ်လည်အနာလို့ခေါ်ပါတယ်။ ဒီချေတို့အရှိကပြောသွားတယ်တရိကံအမျိုးအစားတွေကိုဒီချေတို့ခွဲခြားကြည့်ရအောင်တရိကံမှာအနာတွေရှိမယ်ဓာတ်တွေရှိတယ်လို့အရှိမှာ ပြောသွားတယ်အဲ့တော့တရိကံတွေကို အနာတွေအလိုက် တရိကံအမျိုးအစားလေးကိုဘယ်လိုခွဲခြားထားလဲဆိုတာကိုသားတို့သမီးတို့ကြည့်ကြရအောင်နံပါတ်1ကအနာမညီတရိကံပုံလေးမှာဆိုရင် သားတို့သမီးတို့ကြည့်လိုက်ပါ AB မှာဒုတ်ချောင်းလေးတစ်ချောင်း BC မှာနှစ်ချောင်း AC မှာကြက်ချစ်ခတ်လေးလုပ်ပြထားတယ်။အဲ့ဒါကဘာလဲဆိုတော့ AB အနားရဲ့ BC အနားရဲ့ CA အနားရဲ့ကမတူဘူးလို့ပြထားတဲ့သင်္ကေတတွေဖြစ်တယ်။ အဲ့ဒါကြောင့်တရိကံအနာတွေရဲ့အလျားကတစ်ခုနဲ့တစ်ခုမတူညီဘူးဆိုလို့ရှိရင်အဲ့ဒီတရိကံကို အနာမညီတရိကံလို့ခေါ်ပါတယ်အနာမညီတရိကံ တစ်ခုမှာဆိုရင်ဓာတ်တွေရဲ့ပမာဏတွေကလည်းတစ်ခုနဲ့တစ်ခုမတူညီကြဘူးတဲ့နှစ်နာညီတရိကံ ပုံလေးကိုသားတို့သမီးတို့ကြည့်လိုက်ရအောင် တရိကံပီကျူအာမဆိုရင်အနာပီကျူနဲ့အနာပီအာမဒုတ်ချောင်းလေးတွေတချောင်းစီထည့်ထားတယ်။ဒေါင်ကျူမှာကြတော့အဝိုင်းလေးပြထားတယ်။ဒေါင်အာမလည်းစက်ဝန်းပိုင်းလေးတစ်ခုပြထားတယ်။ ဲ့တော့အဲ့ဒီပုံလေးကိုကြည့်ခြင်းအပြင်ထရီဂန်တစ်ခုရဲ့အနားနှစ်ဖက်က အလျားချင်း တူညီမယ်ဆိုရင်အဲ့ဒီထရီဂန်ကိုနှစ်နှာညီထရီဂန်လို့ခေါ်ပါတယ်နှစ်နှာညီထရီဂန်တစ်ခုမှာအလျားချင်း တူညီတဲ့အနားနှစ်ဖက်ရှိပြီးတော့အဲ့ဒီအနားတွေနဲ့မျက်နှင်းဆိုင်လျက်ရှိတဲ့ဓာတ်နှစ်ခုကလည်းပမာဏချင်းတူကြတယ်အဲ့တော့သားတို့သမီးတို့ပုံလေးမှကြည့်ရအောင် ပီကျူကပီအာနဲ့တူတယ်လို့ဒေါအာကဒေါကျူနဲ့တူတဲ့အတွက်ကြောင့်ပီကျူညီမြချင်းပီအာဒေါအာညီမြချင်းဒေါကျူဖြစ်ပါတယ်ဒီပုံလေးကတော့သုံးနာညီတရိကံကို ဖော်ပြထားတာဖြစ်တဲ့သုံးနာညီတရိကံမှာအနာသုံးနာဖြစ်တဲ့ xy ရဲ့ yz က hz ကတူညီတာကိုအချောင်းလေးတွေတချောင်းစီနဲ့ဖော်ပြထားတယ် down နေက down x ကဲ down y ရဲ့ down z ကဲတူတာကို အဝန်းပိုင်းလေးတွေနဲ့ဖော်ပြထားတယ်။အဲ့တော့တရိကန်တစ်ခုမှာအနားသုံးဘက်စလုံးဟာအလျားချင်းတူညီကြရဲဆိုရင်အဲ့ဒီတရိကန်ကို သုံးနာညီတရိကန်လို့ခေါ်ပါတယ်။သုံးနာညီတရိကန်တစ်ခုမှာ down နေအားလုံးကလည်းအချင်းချင်း တူညီကြရဲ။အဲ့တော့ဒီပုံမှာဆိုရင် xy ညီမြချင်း yz ညီမြချင်း zx ဖြစ်ပြီးတော့ down h ညီမြချင်း down y ညီမြချင်း down z ဖြစ်ပါတယ်သားတို့သမီးတို့အရှိမတင်ခဲ့တဲ့သင်ခန်းစာတွေကို နောက်ဆုံးမှပြန်ပြီးတော့သုံးသပ်ကြည့်အောင် တရိကံအမျိုးအစားဖြစ်တဲ့ပထမအနာမညီတရိကံမှာ ပုံလေးကတော့ဒီမှာပေါ်ပြထားတယ်သူ့မှာဆိုရင်အနာတွေအားလုံးဟာမတူညီကြဘူးဒေါင့်တွေကလည်းမတူညီကြဘူးတဲ့နောက်နှစ်နာညီတရိကံ ပုံလေးပေါ်ပြထားတယ်အဲ့ဒီမှာဆိုရင်အနာနှစ်နာတူညီနေတယ်ပီကျူနဲ့ပီအာနဲ့တူညီတယ် တူညီတဲ့အလားနှစ်ခုနဲ့မျက်နှာချင်းဆိုင်တဲ့ဒေါင်းတွေကလည်းတူညီတဲ့ဒေါင်းအားနဲ့ဒေါင်းကျူနဲ့တူပါတယ်သုံးနာညီတရိကံပုံလေးကိုဖော်ပြထားပါတယ်။အဲ့ဒီမှာဆိုရင်အနာအလုံးတူညီတဲ့ xy ရဲ့ yz ကဲ zx ကဲတူညီတဲ့ဒေါင်းနေအလုံးကလည်းတူညီတဲ့ဒေါင်း h ရဲ့ဒေါင်း y နဲ့ဒေါင်း z နဲ့တူညီကြပါတယ်။ဒီနေ့ဒီချက် ြောပြပေးခဲ့တဲ့သင်ခန်းစာလေးကတော့သင်္ချာနှစ်အခန်းကတရိကံများဆိုတဲ့ခေါင်းစဉ်အောက်ကသင်္ကန်းစာတစ်ဖြစ်တဲ့အနားမညီနှစ်နားညီနဲ့သုံးနားညီတရိကံများအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီချက်တင်ကြားပေးခဲ့တဲ့သင်္ကန်းစာကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်္ကန်းစာတွေမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye ။ တင်ချာနှင်းအခန်းကတရိကံများကောင်းစဉ်အောက်ကတင်ကန်းစာနှစ်ဖြစ်တဲ့တရိကံတစ်ခုဤအတွင်းပိုင်းအပြင်ပိုင်းနဲ့နန်းနမိတ်ဆိုတဲ့ခေါင်းစဉ်လေးကိုတင်ကြားပေးမှာဖြစ်ပါတယ်။ တို့သမီးတို့ရေမိခွက်တစ်ခုရဲ့နင်းနမိတ်ကိုတတ်မှတ်ထားရဲဆိုရင် ပုံလေးမှာကြည်လိုက်ပါအဲ့ဒီနင်းနမိတ်တွင်မှာရှိတဲ့မြေနေရာလေးကိုမြေခွက်ရဲ့အတွင်းပိုင်းလို့ခေါ်မယ်နင်းနမိတ်ရဲ့အပြင်ပမှာရှိတဲ့မြေနေရာလေးကိုတော့မြေခွက်ရဲ့အပြင်ပိုင်းလို့ခေါ်မယ်တကယ်လို့လူတစ်ယောက်ကအတွင်းရနေအပြင်တို့မဟုတ်အပြင်ရနေအတွင်းကိုသွားခြင်းတယ်ဆိုလို့ရှိရင်တော့ နင်းနမိတ်ကိုကြော်ဖြတ်ရတယ်။အဲ့တော့ပုံလေးမှာကြည့်ရအောင်။အမတ်ပီလေးကတရိကံရဲ့အတွင်းထဲမှာရှိမယ်။အမတ်ကျူကတရိကံရဲ့အပြင်ဘက်မှာရှိပြီးတော့အမတ်အာကတော့တရိကံရဲ့အနားဘက်မှာကျရောက်နေတယ်။ပီလိုပဲအမတ်ရှိတဲ့ပြင်ကြီးရဲ့အပိုင်းကိုတရိကံရဲ့အတွင်းပိုင်းလို့ခေါ်ပြီးတော့ ကျူခဲ့တို့တော့အမှတ်များရှိတဲ့ပညာရဲ့အပိုင်းကိုတော့တရိကံရဲ့အပြင်ပိုင်းလို့ခေါ်မယ်။အာလိုပဲအမှတ်တွေရှိတဲ့ပညာရဲ့အပိုင်းကိုတော့တရိကံရဲ့နေနမိတ်လို့ခေါ်ပါမယ်။တနည်းအားဖြင့်ဆိုရင်တော့တရိကံရဲ့အနာသုံးဖက်တို့ရဲ့အပေါ်မှာကြရောက်တဲ့အမှတ်များရှိတဲ့ပညာရဲ့အပိုင်းကိုတရိကံရဲ့နေနမိတ်လို့ခေါ်ပါမယ်။ ရီကန်တစ်ခုရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းတွေကိုဒီချေရိုဒီမှာဖော်ပြထားတဲ့အတိုင်းပဲသတ်မှတ်ဖော်ပြနိုင်ပါတယ်။ ဘာလို့သမီးတို့ဒီအားအချက်ကလေးတွေကိုကြည်ရအောင်တရိကံတစ်ခုရဲ့နေနမိတ်ကအဲ့ဒီတရိကံရဲ့အနာသုံးပတ်တဲ့ဘောင်ခတ်ထားသော ပြင်ကြီးအပိုင်းဖြစ်တဲ့အဲ့ဒီနေနမိတ်အတွင်းမှာကြာရောက်နေတဲ့အမှတ်များပါဝင်တဲ့ပြင်ကြီးပိုင်းကတော့တရိကံရဲ့အတွင်းပိုင်းဖြစ်ပြီးတော့နေနမိတ်အပြင်မှာကြာရောက်နေတဲ့အမှတ်များ ပါဝင်တဲ့ပြင်ကြီးပိုင်းကတော့တရိကံရဲ့အပြင်ပိုင်းဖြစ်ပါတယ်။ ဒီနေ့တီချေပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းကားတရိကံများရဲ့သင်္ကန်းစာနှစ်ဖြစ်တဲ့တရိကံတစ်ခုဤအတွင်းပိုင်းအပြင်ပိုင်းနဲ့နယ်နိမိတ်အကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာတွေမှာတီချေတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။အခုတင်ချာနှစ် အခန်း၅ဖြစ်တဲ့တရိကံများဆိုရဲခေါင်းစဉ်အောက်ကသင်္ကန်းစာ၃ဖြစ်တဲ့တရိကံတစ်ခုရဲ့ဓာတ်များပေါင်းလတ်နဲ့အနားများ ပေါင်းလတ်ဆိုတဲ့အကြောင်းကို ရှင်းပြပေးမှာဖြစ်ပါတယ်ဒီကံတစ်ခုရဲ့ဓာတ်များပေါင်းလက်အ ကိုဒီချေတို့တည်ကျင်တဲ့အခါမှာကွန်ပါဘူးထဲမှာရှိတဲ့တရိကံပုံ3000ကျင်တွေနှစ်မျိုးမှာပါတဲ့တရိကံရဲ့3000ကျင်တွေနှစ်မျိုးမှာပါတဲ့ဓာတ်တွေကိုဒီချေတို့အခုဆွဲသားပြီးတော့ဒီချေတို့ခန့်မှန်းကြည့်ကြရအောင်အဲ့တော့တရိကံတစ်ခုရဲ့အတွင်းဓာတ်များပေါင်းလက်ကိုတည်ကျင်ရင်ဒီကျေတော့အရင်ဆုံး3000ကျင့်တွယ်လေးကို နှမျိုးတဲ့ပုံကိုတမျိုးစီကို ခဲတံနဲ့ဘေးအနားတလျှောက်ဆွဲလိုက်ပါအခုဒီချဲဆွဲပြပေးသလိုမျိုး သားတို့သမီးတို့ကိုယ်တိုင်ဒါလေးကို၃တောင်ကျင်တွယ်နှစ်ခုကိုဆွဲလိုက်ပါ ဲ့ဒီခါမှာ၃ထောက်ကျင်တွဲတမျိုးစီမှာရှိတဲ့ထောက်အသီးသီးတွေကိုမှတ်သားလိုက်ပါအဲ့ဒီတော့30ဒီဂရီ3000တင်တွယ်နဲ့ဆွဲသားပြီးတော့ရရှိလာတဲ့တရိကံရဲ့ထောင်3000ပေါင်လက်ကိုရှာပါ။နောက်တစ်ခါ45ဒီဂရီ3000တင်တွယ်နဲ့ဆွဲသားပြီးတော့ရရှိထားတဲ့တရိကံရဲ့ထောင်ပမာဏ၄ကိုလည်း ပေါင်းမှာဒီချေတို့ဒီမှာဆိုရင်ဒီဓာတ်ကိုတိုင်းကြည့်လိုက်တဲ့အခါမှာ60ဒီဂရီရှိမယ်60ဒီဂရီရှိမယ်နောက်တစ်ခါဒီဓာတ်က30ဒီဂရီရှိမယ်ဒါတို့သမီးတို့စပွိုင်းချမ်းလေးနဲ့လည်းတိုင်းကြည့်လို့ရပါတယ် ပြီးရင်ဒီတောင်လေးက60ဒီဂရီရှိမယ်တိုင်းလိုက်တဲ့အခါမှာအဲ့တော့ပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ဒီဂရီရလဲဆိုတော့180ဒီဂရီရတာကိုတွေ့ရမယ်ဒီဘက်က45ဒီဂရီ3တောင်ကျင်တွေမှာလေဒီတောင်က60ဒီဂရီရှိမယ်ဒီဘက်တောင်ကို တိုင်းလိုက်တဲ့အခါမှာ45ဒီဂရီရှိတာကိုတွေ့မယ်ဒီတောင်ကိုတိုင်းလိုက်တဲ့အခါမှာလည်း 25ဒီဂရီရှိတာကို တွေ့မယ်အဲ့တော့ထောင်း3ခုပေါင်းလိုက်ရင်60ဒီဂရီရယ်25ဒီဂရီရယ်45ဒီဂရီရယ်ပေါင်းလိုက်လို့ရှိရင်လည်း180ရတာကို တွေ့ကြမယ်အဲ့ဒါကြောင့်တရီကန်တစ်ခုစီရဲ့အတွင်းထောင်များပေါင်းလက်က180ဒီဂရီစီအတိအသီးရှိတာကိုတွေ့ကြရမယ်။ သားတို့တမီးတို့ဒီချဲတို့အခုလက်တွေ့ဆွဲသားချက်အရာတွိကံတစ်ခုရဲ့အတွင်းထောင်၃ခုပေါင်းလက်က180ဒီဂရီရှိတာကိုသားတို့တမီးတို့တွေ့ရှိရမှာဖြစ်တယ်။သားတို့တမီးတို့ကိုယ်တိုင်လည်းကြိုက်နှစ်သက်ရာတွိကံတစ်ခုကိုဆွဲပြီးတော့အတွင်းထောင်လေးကိုဒေါင်တိုင်းဆက်ဝိုင်းချမ်းလေးကိုအသုံးပြုပြီးတော့တိုင်းပြီးတော့အတွင်းထောင်ဟာဘလောက်ဒီဂရီရှိလဲဆိုတာကိုသားတို့တမီးတို့ကိုယ်တိုင်တွက်ကြည့်ကြပါ အဲ့ဒီအတွင်းတောင်သုံးတောင်ပေါင်းခြင်းဟာ180ဒီဂရီရှိတာကိုလည်းသားတို့သမီးတို့တွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်တရိကန်တစ်ခုရဲ့အတွင်းတောင်သုံးခုပေါင်းလက်က180ဒီဂရီရှိတာကိုသားတို့သမီးတို့မှတ်သားထားပါမယ်။ကြည့်ကြလို့တရိကံတစ်ခုရဲ့အတွင်းတောင်သုံးတောင်ပေါင်းခြင်းဟာ180ရှိလားကိုဒီကျေတို့လက်တွေ့လေးလုပ်ကြည့်ရအောင်

အဲ့တော့တရီကန်ရဲ့ထောင်3000ပေါင်ချင်းက180ရှိမရှိကိုဒီချေတို့ကြည့်ရအောင်အဲ့တော့ဒီချေဟာဒီတရီကန်လေးကိုဒီချေကတ်ကြီးလေးနဲ့ဒီလိုလေးဒီချေဖြတ်ထုတ်လိုက်မယ် တရိကန်လေးကိုဒီချေတို့ဒီမှာတရိကန်လေးကိုအမှတ်သားလေးမှတ်ပြီးပြီဆိုရင်တရိကန်လေးကိုကတ်ကြီးနဲ့ညှက်ထုတ်လိုက်ပါလို့ညှက်ထုတ်ပြီးပြီဆိုရင်ဒီရရှိလာတဲ့တရိကန်လေးကို ဒီချေကိုခလဲရနေပြီးတော့ဒီချေပြထားသလိုမျိုးเนาะသားတို့တမီးတို့ညှက်ချင်သလိုပေါ့เนาะညှက်ထုတ်လိုက်ပါအဲ့လိုညှက်ထုတ်ပြီးတဲ့အခါမှာဒီချေတို့ဒီမှာမြင်းချောင်းလေးတစ်ခုဆွဲလိုက်မယ်မြင်းချောင်းလေးဆွဲလိုက်မယ်မြင်းချောင်းလေးဆွဲပြီးလို့ရှိရင်ဒီချေတို့ဒီမှာဒါလေးကို ဒီအဆက်လေးကိုဒီမှာထားမယ်ပြီးလို့ရှိရင်ဒီ star လေးကိုဒီမှာထားမယ်ဒီရအဝိုင်းလေးကိုဒီမှာတချေတို့ဒီမှာဆက်လိုက်မယ်ဆက်လိုက်တဲ့အခါမှာ မြင်းဖြောင်းလေးမှာဒေါင်းသုံးခုဟာလာပြီးတော့တွေ့စုံနေတာကိုတွေ့ရတယ်ဒီချေတို့အရင်သင်ခဲ့တဲ့မြင်းဖြောင်းဟာ180ဒီဂရီရှိတာဖြစ်တဲ့အတွက်ကြောင့် ဒီဒေါင်း3ခုပေါင်းခြင်းရလေ180ဒီဂရီရှိတာကိုသားတို့သမီးတို့တွေ့ကြမှာဖြစ်ပါတယ်။အခုသားတို့သမီးတို့တွေ့တဲ့အတိုင်းပဲတရိကံရဲ့ဒေါင်း3ခုကိုတီချယ်တို့ကတ်ကြီးနဲ့ညှက်ပြီးတော့ဒေါင်း3ခုကို မြင်းဖြောက်မှာအတိအကျနေရာယူအောင် ထားလိုက်တော့အဟိုသမီးတို့သားတို့တွေ့ကြရမယ်။အဲ့ဒီတော့အဲ့ဒီဒေါင်း3ဒေါင်းဟာ ထောင်ဖြောက်180ဒီဂရီမှာအတိတ်နေရာယူထားတဲ့အတွက်ကြောင့်မို့လို့တရိကံရဲ့အတွင်းထောင်၃ခုပေါင်းလက်ကလည်း180ဒီဂရီရှိတာကိုသားတို့သမီးတို့လက်တွေ့မြင်ကြရမှာဖြစ်ပါတယ်ထရီဂန်တစ်ခုရဲ့အတွင်းထောင်၃ခုပေါင်းလက်က180ဒီဂရီရှိတာကိုသားတို့သမီးတို့လက်တွေ့ ရှင်းပြတာကိုမြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါရုသမီးတို့ကလည်း trigon တစ်ခုရဲ့အတွင်းထောင်၃ခုပေါင်းလက်က180ဒီဂရီရှိရဲဆိုတာကိုမှတ်သားထားပါမယ်။အဲ့ဒီတော့ဒါရုသမီးတို့ဘာလေးကိုမှတ်ထားရမလဲဆိုရင် trigon တစ်ခုရဲ့အတွင်းထောင်၃ခုပေါင်းလက်က180ဒီဂရီရှိရဲ့ ပုံမှာဆိုရင်ဒရိကန်ပီကျူအာမှာဒေါင်းပီရဲ့ဒေါင်းကျူရဲ့ဒေါင်းအာရဲ့ပေါင်းခြင်းဟာ180ဒီဂရီရှိပါတယ်။ပုံစံတွက်လေးတစ်ခုကို တွက်ကြည့်ရအောင်။မေကိုလေးကတော့ဒရိကန်တစ်ခုရဲ့ဒေါင်းများအချိုးက1အချိုး2အချိုး3ဖြစ်လျင်ထိုဒေါင်းများကိုရှာပါတဲ့။ ဲ့တော့သားတို့သမီးတို့တရိကံရဲ့ဓောက်များအချို့ကိုဒီချဲတို့မေးခွန်းအတိုင်းရေးလိုက်ပါမယ်တရိကံတစ်ခုရဲ့ဓောက်များအချို့ညီမြချင်း1အချို့2အချို့3အဲ့ဒီမှာအချိုး၃ခုကိုဒီချေတို့ပေါင်းရပါမယ်။အဲ့ဒီခါမှာ အချိုးများပေါင်းလက်က တအပေါင်းနှစ်အပေါင်း၃မြင်များခြင်း၆ကိုရရှိမှာဖြစ်ပါတယ်အဲ့လို့ဆိုရင်ပထမထောင်းကို ရှာမယ်ဆိုလို့ရှိရင်တရိကံရဲ့အတွင်းထောင်း၃ခုပေါင်းခြင်းအား180ပထမထောင်းကတော့၆ပုံပုံရင်တပုံဆို၆ပိုင်းတစ်ပိုင်းနဲ့မြှောက်လိုက်ရင်30ဒီဂရီကိုရရှိမှာဖြစ်ပါတယ်ဒုတိယထောင်းကတော့180ဒီဂရီအမြောက်6ပိုင်း2ပိုင်းနဲ့ မြောက်လိုက်မယ်ဆိုရင်60ဒီဂရီကိုရရှိမှာဖြစ်ပါတယ်။တတိယတောင်းကတော့180ဒီဂရီအမြောက်6ပိုင်း3ပိုင်းဆိုရင်60ဒီဂရီကိုရရှိမှာဖြစ်ပါတယ်။ဒီကျဲရို့ဆက်လက်ပြီးတော့တရိကံတစ်ခုရဲ့အနားနှစ်ဖက်ပေါင်းလက်ဆိုတဲ့သင်ခန်းစာလေးကိုဒီကျဲရို့လက်တွေဆက်ပြီးတော့လုပ်ကြည့်ရအောင် တိကံတစ်ခုရဲ့အနားနှစ်ဖက်ပေါင်းလက်ကကြံ့အနားတစ်ဖက်အလျားနဲ့ဘလို့ပတ်သက်နေလဲဆိုတာကိုဒီချေတို့လက်တွေ့လုံကြည့်ရအောင်အရင်ဆုံးသားတို့သမီးတို့တိကံတစ်ခုကိုဆွဲလိုက်ပါဒီချက်အခုဆွဲလိုက်ပြီးတရိကန်လေးကိုဒီချက်နာမည်ပေးလိုက်မယ်တရိကန် ABC လို့နာမည်ပေးလိုက်မယ် အရင်ဆုံးဒီချေရိုတရီဂန်ရဲ့အနားနှစ်အနားတွေကိုဒီချေရိုတိုင်းတာကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်ဒီတရီဂန်ဟာဆိုလို့ရှိရင်18စင်တီမီတာရှိရဲ့အနား AC က18စင်တီမီတာရှိရဲ့အနား AB ကကြတော့16.5စင်တီမီတာရှိရဲ့ နောက်တကအနာ BC ကိုဒီချက်တိုင်းကြည့်လိုက်တဲ့အခါမှာတော့14စင်တီမီတာရှိတာကိုတွေ့ရတယ်။ဒါလိုသမီးတို့လည်းကိုရိုင်းကိုပါကိုတရိကန် ABC ကိုဆွဲမယ်။ဆွဲပြီးလို့ရှိရင်အနားတွေကို တိုင်းကြည့်လိုက်ပါ။ပြီးလို့ရှိရင် အနားနှစ်ဖက်ဒီချက်အခုအနား AC ကိုတိုင်းကြည့်မယ်။အနား AC နဲ့အနား BC ကိုတိုင်းကြည့်မယ်။ အနာ AC နဲ့ BC ကိုတိုင်းလိုက်တဲ့အခါမှာအနာ AC က18စင်တီမီတာ အနာ BC က14စင်တီမီတာရှိတယ်။အဲ့တော့ပေါင်းလိုက်လို့ရှိရင်31စင်တီမီတာရှိတယ်။အဲ့ဒီ31စင်တီမီတာကကြံအနာဖြစ်တဲ့ AB အနာထက်ကြီးနေတာကို တွေ့ရမယ်။ အဲ့ဒါကြောင့်အနားနှစ်ဖက်ပေါင်းလက် AC အပေါင်း BC ရာဘယ်အနားထက်ကြီးနေလဲဆိုရင် AB အနားထက်ကြီးနေတာကိုတွေ့ရမယ်။အဲ့လိုပဲ AC နဲ့ AB ကိုဒီချေတို့ပေါင်းကြည့်ရအောင်။ AC နဲ့ AB ကိုပေါင်းကြည့်မယ်။ AC က18စင်တီမီတာ AB က16.5စင်တီမီတာ ပေါင်းလိုက်လို့ရှိရင်33.5စင်တီမီတာရမယ်။အဲ့ဒီခါမှာတီချယ်ရိုးကြံအနားဖြစ်တဲ့ BC အနားတဲ့နှစ်ခုပေါင်းလက်အနားနှစ်ခုပေါင်းလက်ကကြီးတာကို တွေ့ရတယ်။အဲ့ဒါကြောင့် AC အပေါင်း AB ရာကျန်အနာဖြစ်တဲ့ BC ချက်ကြီးနေတာကိုတွေ့ရမယ်။နောက်တစ်ခါ AB အနာနဲ့ BC အနာကိုပေါင်းကြည့်ရအောင်။ AB အနားနဲ့ BC အနားကိုပေါင်းလို့ရှိရင် AB က16ဒသမ5စင်တီမီတာ BC က14စင်တီမီတာ ပေါင်းလိုက်လို့ရှိရင်30ဒသမ5စင်တီမီတာအဲ့တော့ကြံ့အနားဖြစ်တဲ့ AC အနားထက်ကြီးနေတာကို တွေ့ရမယ်အဲ့ဒါကြောင့် AB အပေါင်း BC က AC အနားထက်ကြီးတာကိုတွေ့ရတယ်ဒီချေရောအခုလက်တွေ့စမ်းသပ်ပြုလုပ်ချက်အရာ ဒီတိရိကံတွင်မဆို တရိကံတစ်ခုရဲ့အနားနှစ်ဖက်ပေါင်းလက်ကကြံတတရအနားထက် ကြီးနေတယ်ဆိုတာကိုသားတို့သမီးတို့မှတ်သားနိုင်ပါတယ်အခုတီချယ်တို့ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကတော့ အခန်းကတရိကံများခေါင်းစဉ်အောက်ကသင်္ကန်းစာ၃ဖြစ်တဲ့တရိကံတစ်ခုရဲ့ဓာတ်များပေါင်းလတ်နဲ့အနားများပေါင်းလတ်ဆိုတဲ့သင်္ကန်းစာပဲဖြစ်ပါတယ်။ဒါတို့သမီးတို့အခုသင်္ကန်းစာကို နားလေသဘောပေါက်ပြီးမှတ်သားထားပြီးပြီဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေကိုသားတို့သမီးတို့တွက်ကြည့်ပါ ကိုယ်တိုင်လည်းလက်တွေ့ပြုလုပ်ကြည့်ပါဒီကျေတို့နောက်သင်ခန်းစာတွေမှာ ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင် တင်ချနေအခန်းကတရိကံများခေါင်းစဉ်အောက်ကတင်ကန်းစာလေးဖြစ်တဲ့ဒေါင်ကျင်းတရိကံဒေါမှန်တရိကံနဲ့ဒေါင်ကျဲတရိကံအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ င်ကန်းစာတစ်တုံးက တရိကန်တို့ရဲ့အနားများကိုကြည့်ပြီးတော့တရိကန်တွေရဲ့အမျိုးအစားကို ခွဲခြားတတ်ခဲ့ပြီးဖြစ်ပါတယ်။အခုတရိကန်ရဲ့ဓာတ်များကို ကြည့်ပြီးတော့တရိကန်အမျိုးအစားတွေခွဲခြားနိုင်ပုံကို တွေ့ရှိရမှာဖြစ်ပါတယ်။ဒါတို့သမီးတို့ဒီပုံလေးကိုကြည့်လိုက်ရအောင်။ဒီပုံလေးကဒေါင်ကျင်းတရိကန်ပုံလေးပဲ ဖြစ်ပါတယ်။တရိကန်တစ်ခုမှာဒေါင်တစ်ခုစီဟာ 60ဒီဂရီအောက်ကိုငယ်နေတဲ့ဒေါင်ကျင်းတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတရိကံကိုဒေါင်ကျင်းတရိကံလို့ခေါ်ပါတယ်။အဲ့ဒီတရိကံမှာကြိုက်ရာဒေါင်နှစ်တောက်ရဲ့ပေါင်းခြင်းဟာ60ဒီဂရီထက်ပိုတာကို တွေ့ရပါလိမ့်မယ်။ဒီပုံလေးကတော့ဒေါင်မှန်တရိကံပုံလေးပါ။တရိကံတစ်ခုမှာဒေါင်းတက်တောက်ဟာ60ဒီဂရီရှိတယ်ဆိုရင် အဲ့ဒီတရီဂန်ကိုဒေါ့မန်တရီဂန်လို့ခေါ်ပါတယ်ဒီမှာပုံမှာဆိုရင်ဒေါ့မန်လေးကို တုံးလေးနဲ့လေးတောင်တုံးလေးနဲ့ပြထားပါတယ်အဲ့ဒီတရီဂန်မှာ60ဒီဂရီဒေါ့ရဲ့မျက်နှာချင်းဆိုင်နေတဲ့အနားကိုတော့ဒေါ့မန်ကန်အနားလို့ခေါ်ပါမယ်ကျန်ဒေါက်ကျင်းနှစ်ခုရဲ့ပေါင်းလက်က90ဒီဂရီရှိတယ်။ဒေါက်မှန်ကန်အနားကလည်း ဲ့ဒီတရိကံမှာအရှိဆုံးအနာဖြစ်ပါတယ်။ဒီမှာပြထားတဲ့ပုံလေးကတော့ဒေါင်ကျဲတရိကံဖြစ်ပါတယ်။တရိကံတစ်ခုရဲ့ဒေါင်တဒေါင်က60ဒီဂရီထက်ကြီးနေလို့ရှိရင်အဲ့ဒီတရိကံကိုဒေါင်ကျဲတရိကံလို့ခေါ်ပါတယ်။ဒေါင်ကျဲကို မျက်နှာမူထားတဲ့အနာကအရှိဆုံးအနာဖြစ်ပါတယ်။ကြံဒေါင်ချင်း2000ရဲ့ပေါင်းချင်းဟာ60ဒီဂရီအောက်ကိုငယ်ပါလိမ့်မယ်။ သားတို့သမီးတို့ရေဒီတင်ကန်းစာလေးကိုတင်ကြားပြီးတဲ့အခါမှာဒီတင်ကန်းစာလေးမှာပါတဲ့ဒိတ်ကျင်ကန်းလေးကို သားတို့သမီးတို့လေ့ကျင့်ကြကြပါ ဒီနေ့တိကျပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းကတရိကံပြားရဲ့သင်ခန်းစာ၄ဖြစ်တဲ့ဒေါင်ကျင်းတရိကံဒေါင်မှန်တရိကံနဲ့ဒေါင်ကျဲတရိကံအကြောင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့တိကျမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာတိကျတို့ပြန်တွေ့ကြမယ်နော်။ Bye bye ။